ေးသက်ကြီးအားလုံးမင်္ဂလာပါတိုင်တန်ရီကက်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတော့လက်တလောမှာနာမည်ကြီးနေတဲ့ Frankenstein စကားကို recap နေနဲ့တင်ဆက်ပေးမှာပါလူသားတွေကတည်ခြင်းတရားကိုအောင်နိုင်ဖို့ရှေးရခင်ကလေးကကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့သဘာဝတရားကိုလွန်ဆန်ပြီးအသက်မရှိတဲ့အရာတစ်ခုကိုအသက်သွင်းလိုက်တဲ့အခါဘလို့ကြောင်းမတ်ပွဲအကျိုးသက်တွေဖြစ်လာနိုင်မလဲဒီနေ့မှာကျွန်တော် channel ကနေပြီးတော့2025ခုနှစ်မှာထွက်ရှိထားတဲ့ GM model Toro ရဲ့ဂန်ဝင်သက်တည်ရင်ပေါ်ရုပ်ရှင်တွေကဖြစ်တဲ့ Frankenstein ဇာတ်လမ်းကိုတင်ဆက်ပေးတော့မှာပါ ဖန်ရီရှင်နဲ့ဖန်ရီခံရသူကြားကအမုံတရားမေတ္တာငတ်မမှုနဲ့ကြေကွဲစရာသတိငန်းတွေကိုဘလို့ပုံဖော်ထားလဲဆိုတာအဆုံးထိနားစင်ကြည့်လိုက်ကြရအောင်ခင်ဗျာ။ Okay ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ရအောင်။မြဝေယုံစုံကိုဥတည်ရွက်လင့်နေတဲ့တင်မောတစင်းကရေခဲပြင်ကြမှာပိတ်မိနေပါတယ်။တင်မောသားတွေကရေခဲတွေကိုခွဲဖို့စူးစမ်းနေကြရေးပင်ပန်းနေကြပြီးပြင်ကြောင်ကပရင်ကိုလှမ်းပြောကြပေမဲ့ ကပရင်ကတော့ဘာပဲဖြစ်ဖြစ်လိုယာခီကိုရောက်အောင်သွားမှာဖြစ်ကြောင်းပြောပါတယ်။ညနေဆောင်ရောက်တော့ဝေးလနေရကပေါက်ကွဲတန်နေတူမီးရောင်တစ်ခုကိုမြင်လိုက်ရတာကြောင့်ချက်ချင်းပဲသွားရောက်စစ်ဆေးကြရင်သွေးကွက်တွေနဲ့မီးလောင်တွေနဲ့တဲတလုံးကိုတွေ့လိုက်ရပါတယ်။ရှင်းနာလေးမှလည်းဒယန်ရနေတဲ့မျိုးသားတယောက်လဲလျောင်းနေတာကိုတွေ့ရတာကြောင့်သူ့ကိုပြုစုပေးရင်းနဲ့ကျွန်တော်တို့ဘက်ကခြေတုဖြစ်နေတာကိုမြင်လိုက်ရပါတယ်။မကြခင်မှာပဲကြောက်မက်ပွေဟင်းရောက်တန်ကြီးတစ်ခုကိုကြားလိုက်ရတာကြောင့် ဒဏ်ရာရနေတဲ့သူကိုခေါ်ပြီးတော့တင်းမောစီကိုချက်ချင်းပြန်ပြေးခဲ့ကြပါတယ်။ဒဏ်ရာရသူကိုတင်းမောပေါ်တင်လိုက်ပြီးနောက်မှာပဲအေယာမဘလူးကြီးတကောင်လိုတရဝါကြီးကသူတို့စီကိုဥတည်လာနေတာကို တွေ့လိုက်ရတဲ့အတွက်တင်းမောသားတွေလည်းတနတ်တွေနဲ့ပြစ်ကြပါတယ်။တရဝါကြီးကတနတ်မှန်ပြီးလဲကြသွားပြီးမြပြန်ထကစိုက်လျှောက်လာခဲ့ပြီးတင်းမောသားတွေကိုရရဆက်ဆက်တက်ပြက်ပြစ်ပါတယ်။နောက်ဆုံးမှာတော့တင်းမောကုန်းဘတ်ပေါ်တက်လာပြီးဒဏ်ရာရနေတဲ့သူကိုသူ့စီပေးဖို့ပြောတာကြောင့် သင်္ဘောသားတွေကတခါထက်ပြီးတော့ပြစ်ခဲတိုက်ခိုက်ကြပေမဲ့တရဝါကြီးကအားလုံးကိုခန့်မြန်မြန်ပဲတပ်ပြစ်လိုက်ပြန်ပါတယ်။ဒါကြောင့်သင်္ဘောသားတယောက်ကအခန်းထဲပြေးဝင်ပြီးစာတနတ်ကိုထုတ်လာကပြစ်ခတ်လိုက်တဲ့အခါတရဝါကြီးလည်းသင်္ဘောဘဝကနေရေခဲပြင်ပေါ်ကိုပြုတ်ကျတော့ပါတယ်။တရဝါကြီးကဒါတော့မသိသေးပါဘူး။ဒါကြောင့်အဲ့ဒီလောက်မတည်နိုင်သေးတဲ့အတက်ပြင်းတဲ့သရဝါကြီးကိုကပရင်ကရေခဲပြိုတနတ်နဲ့ပြစ်ခွဲပြီးလဲပြီးရေခဲတဲ့ကိုကြောင်လို့လှုပ်လိုက်ပါတယ် ဲ့ဒီနောက်တော့ကပရိန်ကဒိုင်ယာရနေတဲ့သူကိုပြုစုပေးပါတယ်ဒိုင်ယာရနေတဲ့သူရဲ့နာမည်ကဗစ်တာဖရန်ကင်စတိန်ပါဗစ်တာကသရဝါကြီးပြန်လာမှဖြစ်ပြီးတော့အဲ့ဒီကောင်ပြန်လာရင်သူ့ကိုပေးလိုက်ဖို့ ਨੇ မပေးဘူးဆိုလို့ရှိရင်တော့ကပရိန်နဲ့တင်မောသားတွေအားလုံးကိုတက်ပြစ်မှဖြေချောင်းပြောပြီးတော့တေချာပေါက်ဆက်ဆက်သူ့ကိုသရဝါကြီးလက်ကိုပေးလိုက်ဖို့ကပရိန်ကိုကတိတောင်းပါတယ်ကပရိန်ကသူတို့ကြုံလို့ရတဲ့သရဝါကြီးကဒါဘာကောင်ကြီးလဲလို့မေးတဲ့အခါဗစ်တာက ဒါသူဖန်တီးထားတဲ့ဟရာပြင်ကြောင်းပြန်ဖြေပါရယ်နောက်တနေ့မနေ့ရောက်တော့တရဝါကြီးကလည်းပြန်မလာတယ်လို့ပီတာလည်းတက်တာလာတဲ့အတွက်ကြောင့်မလို့ကမ်ပရင်ကိုပီတာကသူ့စိတ်ကြောင်းကိုပြောပြပါရယ်ပီတာရဲ့အဖေကနာမည်ကျော်ခွဲစီဆရာဝန်တယောက်ပါသူ့အဖေကအမေဖြစ်သူရဲ့မျိုးရိုးကုံနဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်လက်တက်ခဲ့တာပါဒါကြောင့်လည်းအိမ်မှာဆိုရင်တော့အဖေဖြစ်သူရဲ့အမေကအေးရရပါကိုဝင်တဲ့အမေဖြစ်သူကိုအသားတက်ရဖို့ဆိုပြီးအတင်းအကျပ်အသားတွေစားခိုင်းတဲ့လို့မိဘရိယန်ဖြစ်တဲ့အတန်တွေကိုပီတာနေတိုင်းနဲ့ကြားနေရပါရယ် ့အဖေကသူတို့သားမိနေအောင်လုံးကိုတိတ်သဘောမကြပါဘူးဘေတာကအလွန်ညံကောင်းပေမဲ့စာမေးလို့မဖြစ်နိုင်ရင်တော့အဖေဖြစ်သူကပွဲစီဆရာဝန်ဖြစ်မဲ့လက်ကိုမရိုက်ဖင်းနဲ့မျက်နှာကိုရိုက်နဲ့ဆုံးမတတ်ပါတယ်တနည်းမှာတော့ကိုဝင်ဆောင်ထားတဲ့အမေဖြစ်သူကကလေးမွေးဖို့ပြစ်လာတာကြောင့်ဘေတာကအဖေဖြစ်သူကိုအမေကိုကယ်ပေးဖို့ပြောပေမဲ့ဘိုက်ထဲကကလေးကိုပဲကယ်တင်နိုင်ခဲ့ပြီးတော့အမေကတော့ဆုံးမသွားခဲ့ပါတယ်အမေမရှိတော့တဲ့နောက်ပီတာဘောကအမောင်းကျသွားပါတယ်။သူ့ရဲ့ညီလေးဝီလီယံကတော့သူ့လိုမဟုတ်ဘဲနဲ့ အဖေပြစ်သူရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့လို့ဘီတာတယောက်မနာလိုဝင်တို့ပြစ်ခဲ့ရပါတယ်သူ့အမေကိုကဘာကျော်ဆရာဝန်ဖြစ်တဲ့သူ့အဖေကိုယ်တိုင်ကမငယ်နိုင်ငယ်ဘူးဆိုတဲ့ဖက်ကသူ့စိတ်ထဲမှာစွဲနေပါတယ်ဒါကြောင့်ပေတာကအမေကိုတင်ဝင်ပေးလိုက်တာလားဆိုပြီးမေးခွန်းထုတ်တယ်ကအဖေဖြစ်သူကတော့သူအစွမ်းကိုစူးစမ်းခဲ့ပေမဲ့ဘယ်သူကမှတည်ခြင်းတရားကိုမအောင်မြင်နိုင်ကြောင်းပြန်ပြပါတယ်ဒီစကားကိုကြားတော့ပေတာကတနေ့ကျရင်သူကတည်ခြင်းတရားကိုအောင်မြင်အောင်လုံးပြမှာပြေကြောင်းပြောလိုက်ပြီးတော့အဲ့ဒီညမှာပဲပေတာ သူ့အဖေထက်တာလုံးနဲ့ဆရာဝန်တယောက်ဖြစ်လာရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။လက်ရှိချိန်မှာတော့သရဝါကြီးကရေခဲပြင်ကိုဖောက်ထွက်ပြီးတော့လာနေပါပြီ။ပေတာကတော့သရဝါကြီးလာနေတာကိုမသိဘဲနဲ့သူ့ရဲ့ဇက်ကြောင်းကိုဆက်ပြောပါတယ်။ပေတာတို့မိသားစုပိုင်းနဲ့စိုက်ပျိုးရေးခြံနဲ့မိလောက်မှုကြောင့်သူတို့ရဲ့စီဝါရေးလည်းပြတ်ပြီးတော့သူ့အဖေလည်းဆုံးပါသွားခဲ့ပါတယ်။အဲဒီနောက်ဝီလီယံကဗီယင်နာမြို့ကဆွေမျိုးတွေစီကိုသွားနေရပြီးတော့ပေတာကတော့အီဒင်ဘာမြို့မှာပညာဆက်သင်ရင်းနဲ့ သိပညာနယ်ပယ်ကိုချဲ့တွင်မှုစ조사ပါတယ်။တော်ဝင်စေးတက်ကတော်မှာပေတာကဟောပြောဝဲတစ်ခုလုပ်ပါတယ်။မွေးဖွားခြင်းကဘုရားသခင်ရဲ့အလုပ်ဖြစ်ပေမဲ့တေဆုံးခြင်းကိုတော့ကျွန်တော်တို့ထိန်းချုပ်နိုင်တယ်လို့သူကကြေညာပြီးအသည့်ပြင်ထားတဲ့အလောင်းတစ်ခုကိုဘက်ထရီနဲ့လျှက်စစ်တပ်ပေးလိုက်တဲ့အခါအလောင်းကပြန်လှုပ်ရှားလာပါတယ်။ဒါဟာခြီလို့ခေါ်တဲ့စွိုင်းစီစဉ်မှုပုံစံအသေးဖြစ်ကြောင်းရှင်းပြပေးမယ်။ပပောက်ခတွေကတော့ဒါကိုစက်ကပ်ပွဲတစ်ခုလိုသဘောထားကြပြီး ဘုရားသခင်ကပဲအသက်ပေးပိုင်ယူပိုင်ခွင့်ရှိကြောင်းနဲ့ဒါဟာဘုရားသခင်ကိုစန့်ကျင်တာပဲဆိုပြီးတော့ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။သူ့ရဲ့စံတမ်းမှုကိုဝိုင်းပြီးတော့ရှုတ်ချကြတာကြောင့်ပေတာလည်းစိတ်စိုးစိုးနဲ့အဲ့ကိုရက်ပလိုက်ပါတယ်။ပရိသတ်ထဲမှာဟန်ရစ်ဟာလမ်ဆိုတဲ့လူတစ်ယောက်ကဒါကိုစောင့်ကြည့်နေပါတယ်။ပေတာပြန်ထွက်လာတော့ဟာလမ်ကသူ့ညီဝီလီယံရေးပေးလိုက်တဲ့မိတ်ဆက်စာကိုပေးပါတယ်။ဝီလီယံကသူ့နဲ့လက်ထပ်တော်မယ့်ဟာလမ်ရဲ့တူမလေးအဲလီဇဘက်နဲ့ ်ပေတာကိုမိတ်ဆက်ပေးခြင်းလေးကြောင့်ပြောပါတယ်။ဟာလန်ကပေတာကိုလူတယောက်ကိုအစိပ်ပိုင်းအသစ်တွေနဲ့တတ်ဆင်ပြီးအသက်ပြန်သွင်းနိုင်မယ်လို့တကယ်ယုံလားလို့မေးတဲ့ကပေတာကလက်တွေ့မြင်ခဲ့တဲ့မဟုတ်လားဆိုပြီးပြန်မေးလိုက်တယ်။ဟာလန်ကစိတ်ဝင်စားသွားပြီးတော့နောက်၃ရက်နေဝီလီယံတို့နဲ့တွေ့ကြမယ်ကြောင်းနဲ့အဲဒီညကျရင်ကဲဂျမာကိုသူ့ပြောင်းလဲပေးမယ်ကြောင်းပြောပါတယ်။ သုံးရက်ကြာတော့ပေတာကသူ့ရဲ့သူ့ရည်သနာစာရင်းတွေယူပြီးတော့ဟာလန်အိမ်ကိုရောက်လာပါတယ်။ဟာလန်ကလက်နက်ကုံတွေတရားဖြစ်ပေမဲ့အရင်ကခွဲစီစရာဝင်ဖြစ်ခဲ့ပူပါတယ်။သူကပေတာရဲ့လျှက်စစ်ဆိုရင်ပုတ်လွတ်တဲ့နီလန်ကခဏတာပဲခံပြီးပျောက်ကွယ်သွားတတ်တဲ့ပြဿနာကိုထောက်ပြကသူ့စီမှာရှိတဲ့ရှားပါးတဲ့ခန္ဓာပေတာများတစ်ခုကိုပြပြီးပြန်ရည်ကြောတွေအကြောင်းကိုရှင်းပြတာကြောင့်နှလုံးသားကစိတ်ပိုင်းတစ်ခုကသွားရင်ကိုတူလောင်နိုင်ကြောင့်ပေတာသဘောပေါက်သွားပါတယ်။ နောက်တော့ဟာလန်ကဗေဒသူရိသနာအတွက်သူကအလုံးစုံထောက်ပံ့ပေးမယ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်တော့ဝီလီယံနဲ့တွေ့ပြီးတော့အဲလစ်ဘက်နဲ့မိတ်ဆက်ပေးပါတယ်။အဲလစ်ဘက်အလှကိုပထမဆုံးမြင်လိုက်တာနဲ့ပီတာမင်းသက်တော်ပါတယ်။လက်ရှိချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့သင်းမောရဲ့အပြင်ဘက်မှာကင်းသမားကသရဝါကြီးကိုတွေ့လိုက်ရလို့စူညံနေပြီးကပရင်ကတော့ဗေဒကိုကာကွယ်ဝေဆုံးဖြတ်လိုက်ပါတယ်။ပီတာကတော့ဒါရီကိုငူးမဆိုင်ပါဘူး။သူ့ရဲ့အတိတ်အကြောင်းကိုသူဆက်ပြောပါတယ်။ပီတာဟာရီနဲ့ဝီလီယံတို့က ျော်စင်ဟောင်းကြီးတစ်ခုစီရောက်လာပြီးတော့အဲ့ဒီမှာသူ့ရည်တနာစကန်ပွင့်ပါတယ်ဗီတာကကျိုးပေးခံရမယ့်ရာဇဝတ်သားယူတဲ့ကနေတန်းတက်မဲ့လူကိုရွေးပါတယ်ရွေးပြီးတဲ့နောက်ဈေးထဲမှာအဲလစ်ဘက်ကိုတွေ့လို့နောက်ရောက်ခံလိုက်သွားရကနေဘေးအားကြောင့်နဲ့ရောက်တော့ပါတယ်အဲလစ်ဘက်ကအာဘက်ပြည်တဲ့ခန်းနဲ့ဝင်သွားတော့ဗီတာကဘုန်းကြီးနေရာကနေဝင်နှားထောင်ပါတယ်အဲ့ဒီနောက်တော့ညသာတူစားကြရင်နှစ်ယောက်ရင်းနှီးသွားကြပါတယ်အဲလစ်ဘက်ကအင်းဆက်ဘုံမွားတွေကိုစိတ်ဝင်စားသူပါ သူတို့အတူတူကကြရင်လည်းပိတ္တဘဝမှာပထမဆုံးချိန်တည်ခြင်းတရားတဲ့ရှင်တန်ခြင်းကိုပို့ပြီးတော့စိတ်ဝင်စားလာပါတယ်။ဒါကြောင့်ဝီလျံကိုအလုပ်တွေပုံပေးပြီးတော့သူကတော့အဲလစ်ဘတ်နဲ့အချိန်ပြုံးနေတတ်ပါတယ်။ဒါပေမဲ့တနေ့မှာတော့ဟာလန်ကစစ်ပွဲတွေနှဲသွားလို့ဝင်းဝေးနှဲလာတာကြောင့်ငွေကြီးခက်ခဲရှိလာပြီးပြစ်ကြောင်းပြောပါတယ်။နောက်တော့မှတိုက်ပွဲကြီးတစ်ခုပြက်လာမှာမို့အဲဒီကအလောင်းတွေကိုအတုံးချပြီးပိတ္တအနေနဲ့တပတ်အတွင်းအောင်မြအောင်လုပ်ရမယ်လို့အပြက်ပြောလိုက်ပါတယ်။ ။အဲလစ်ဘတ်ကဘေတာရဲ့သူရေသနာကိုလာကြည့်တဲ့အခါမှာဘေတာကသူ့နားမှာအမြင်နေဖို့ပြောပေမဲ့အဲလစ်ဘတ်ကတော့သူ့ကိုညင်းလိုက်တာကြောင့်ဘေတာတယောက်ကြီးခွဲသွားပါတယ်။နောက်တော့ရေချိုးနေရင်ကနေကြောကုန်းကအကျိတ်အကြောင်းကိုတွေးမိလိုက်ပြီးအဝိစားတော်မပါဘဲနဲ့သူ့သူရေသနာကိုဆန်းသက်လိုက်တဲ့အခါမှာတော့အလောင်းကောင်ကြီးကယုဒီအသက်ထောက်ဝင်လာတာကြောင့်သူ့အောင်ပြန်ပြီးတော့လန့်သွားပါတယ်။အသက်ဝင်မဲ့နီလန်းကိုတွေ့ပြီးဖြစ်တာကြောင့်စစ်ပွဲကအတန်းမာဆုံးဆိုတဲ့အလောင်းတွေကအစိတ်ပိုင်းတွေကိုယူပြီးအလောင်းကောင်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ အားလုံးအသိပြစ်ချိန်မှာတော့အင်းနဲ့အားနဲ့ layer 6စီးဝင်ဖို့အတွက်သူတက်ဆင်ထားတဲ့မိုးဂျိုကနေလျှက်စစ်တပ်ဖမ်းမဲ့ကရိယာတွေကိုအသင့်ပြင်လိုက်ပြီးမုံတိုင်းလာခြင်းကိုစောင့်နေလိုက်ပါတယ်ဒီလိုနဲ့မုံတိုင်းလာတဲ့အချိန်ရောက်လာတဲ့အခါမှာတော့မိုးဂျိုဆိုင်းရင်ကိုသုံးဖို့ပြင်ဆင်ပါတယ်ဟာလန်ကနေမကောင်းဖြစ်နေပြီးတော့ပေတာဝစီးတောင်းလာကြောင်းပေတာကြည့်လိုက်တဲ့အခါဟာလန်မှာကာလာလာယောကပြင်နေပြီးတေဂါနီးနေပြီဆိုတာကိုလည်းသိလိုက်ပါတယ်ဟာလန်ကသူထောက်ပံ့ခဲ့သမျှအတွက်အခုဖန်တီးထားတဲ့ပြပြုံတဲ့ခန္ဓာကိုယ်ကိုလိုချင်နေတာပါ သူ့ရဲ့ပထမဆုံးသူရည်သနာဖြစ်ပြီးလူရီယာကိုအသက် ပြန်သွင်းပေးဖို့ဆိုတာမဖြစ်နိုင်သေးတာကြောင့်ဗီတာကလည်းဟာလန်တောင်းဆိုတာကိုညှင်းလိုက်ပြီးအပေါ်ထက်ကိုတက်သွားပါတယ်။ဟာလန်ကအဲလစ်ဘက်ကိုပြီးမယ်။ဘာညာနဲ့စီးရုံးမယ်ပဲ။ဗီတာကတော့လက်မကန်တာကြောင့်နှစ်ယောက်သားရဝင်းဆန်ကန်ဖြစ်ကြရင်ဟာလန်ကမျောစင်ပေါ်ကနေပြုတ်ကြပြီးတည်ဆုံးသွားပါတယ်။မုံတိုင်းကလည်းလာနေပြီဖြစ်တာကြောင့်ဗီတာကဆက်တွေကိုနှိုးလိုက်ပြီးတော့မိုးကြိုးပြစ်လိုက်တဲ့အချိန်မှာတွိုင်းရင်တွေကလောင်းကောင်ရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်သွားပါတယ်။ ဒါပေမဲ့ဘာမှမထူးခြားလာတာကြောင့်ဘယ်တာလဲစိတ်ပြက်လက်ပြက်နဲ့အိပ်ပြက်လိုက်ပြီးသူ့နိုးလာတော့အလောင်းကောင်ကြီးကသူ့ချင်းရင်မှာမတ်တရက်နေတာကိုတွေ့လိုက်ရပါတယ်။ဘယ်တာလဲဝမ်းသာအာရပြစ်သွားပြီးတော့ပတ်တီးတွေဖယ်ပြီးကနှလုံးခုန်မှုကုန်ကိုဆန်းလိုက်ပြီးနှလုံးကုန်နေတာကြောင့်ပျော်သွားပါတယ်။ဘယ်တာကဒီအကြောင်းကိုဝီလီယမ်စီစာရေးလိုက်ပြီးတော့သူ့ကိုယ်တိုင်ကတော့သူ့ဖန်တီးထားတဲ့နေရာနဲ့လှုပ်ရှုပ်နေပါတယ်။တော်ဝါကြီးကိုလမ်းလျှောက်သေးလားအဝိတ်တွေဝေပေးတာလုပ်ပေးရင်အမှတ်မတင်ဓာတ်ကိုခြင်လိုက်တာကြောင့် ဓာတ်ပြန်သွားပြီမဲ့ချက်ချင်းပြန်ပြီးအနာပြောက်သွားတာကြောင့်လည်းအံ့ဩနေရပါသေးတယ်။အဲ့ဒီချိန်မှာပဲဝီလျံနဲ့အဲလစ်ဘက်ရောက်လာပါတယ်။သူတို့ဝင်ခွင်ပေးလိုက်ပြီးဟာလန်အကြောင်းမေးကြတော့သူကမရှိဘူးလို့လိန်ပြောလိုက်တယ်။ဗင်တာကဝီလျံကိုအပေါ်ထက်ခေါ်သွားချိန်မှာအဲလစ်ဘက်ကဟိန်းတန်ချလိုက်တာကြောင့်မိတိုင်ခမ်းဘက်ကိုရှောက်သွားပြီးတရဝါကြီးကိုတွေ့သွားပါတယ်။တရဝါကြီးကအဲလစ်ဘက်ကိုအသေးချာတိတွေ့ကင်တွယ်ကြည့်ခဲ့တယ်လို့သူမကလည်းတရဝါကြီးကိုထိကိုင်ကြည့်ပါတယ်။နောက်တော့ဗင်တာရုစီကိုအဲလစ်ဘက်ဝင်လာပြီးတော့တရဝါကြီးကြောင့်မေးတာကြောင့် အောက်ထက်ဆင်းလာပြီးတော့ပီတာကသူ့တိထားတဲ့လောက်ကိုရှင်းပြခဲ့ပါတယ်။အဲလီဇဘက်ကတော့တရဝါကြီးစီတွားတဲ့အခါတရဝါကြီးကသူ့ယူထားတဲ့လက်အိတ်ကိုပြန်ပေးလိုက်တယ်ကိုပီတာကတွေ့ပြီးတော့မကြည်ဖြစ်သွားပါတယ်။ညရောက်တဲ့အခါအဲလီဇဘက်ကတရဝါကြီးနဲ့တွေ့ဖို့ဆင်းလာခဲ့ပြီးတိရွတ်တိရွတ်ပေးကကြီးကြီးနန်းနန်းနဲ့ဆက်ဆံလိုက်ပါတယ်။သူမပြန်လာတော့ပီတာကအပြင်ကနေစောင့်နေပြီးသူအခုတွားတွေ့တာကလူမဟုတ်တာကြောင့်အနည်းကိုသိပြီးတော့မကတ်တင်ကြအောင်ပြောပေးမယ်။အဲလီဇဘက်ကတော့ဒါကိုလက်မခံပါဘူး။ သူ့ထက်သူ့တော်ဝါကြီးကိုပိုသဘောကျနေတာကြောင့်ပေတာလည်းအောက်ထက်ဆင်းလာပြီးတော့တော်ဝါကြီးကိုရိုက်တဲ့ကသူ့တော်သားကိုဖေပေမဲ့တော်ဝါကြီးကသူ့ရိုက်တဲ့ဒုတ်ကိုယူကကိုေးကောက်ပြီးလွန်ပြလိုက်တာကြောင့်ပေတာလည်းပြန်ပြေးလာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ပေတာကဝီလီယံကိုဟာလန်စီခေါ်သွားပြီးတော့တော်ဝါကြီးလက်ချက်ကြောင့်ပေတာဖြေချောင်းပြောကအဲလိစဘက်ကိုအမြန်ဆုံးခေါ်သွားဖို့ပြောပါတယ်။သူတို့ထွက်သွားတဲ့ဆိုရင်ပေတာကတော်ဝါကြီးကိုတတ်ပြစ်ဖို့ရဲတိုင်းနဲ့တက်စီလောက်ပါတယ်။ ြန်သွားတဲ့လမ်းမှာတော့အဲလိဇဘက်ကတခုခုတော့မှားနေကြအောင်တန်တရားရှိတာကြောင့်လက်ကိုပြန်လဲခိုင်းပါတယ်။ရဲလိုက်တစ်ခုလုံးဒက်စီလောင်းပြီးတဲ့ပေတာကတော့ဗေတာမိုးတဲ့တခြားစကလုံးတစ်လုံးလောက်ပြောပြရင်စိတ်ပြောင်းအောင်ပြောင်းမယ်လို့ပြောပေမဲ့ဒရဝါကြီးကပေတာလို့ပဲတက်ပြောပါတယ်။ Victor ကိုသိပြက်လက်ပြက်လှည့်ပြန်လာကြတယ်။အဲလိဇဘက်ဆိုပြီးပြောတာကြောင့်မနာလိုစိမ့်နဲ့ပြန်ကြည့်ပြီးရဲလိုက်ကိုမီးရှို့ပြလိုက်ပါတယ်။သူအပြင်ကိုရောက်လာပေမဲ့ မီတောက်တွေထဲမှာထိတ်လန့်နေတဲ့သရဝါကြီးကသူ့နာမည်ကိုအစတ်မပြတ်អော်နေတာကြောင့်စိတ်ပြောင်းသွားပြီးတော့အိမ်ထဲကိုပြေးဝင်တဲ့အတွက်တကားဖွင့်လိုက်ချိန်မှာအထဲကမီလုံကြီးထွက်လာပြီးတော့လွှင့်ထွက်သွားကတောက်ရုပ်ဖက်လေးဆုံးကျုံလိုက်ရပါတယ်အဲလီဇဘက်တို့ကတော့ရေးတိုက်ကြီးမီလောင်ပျက်စီးသွားပြီးမှပဲပြန်ရောက်လာခဲ့ပါတယ်ဗီတာပြောပြနေတဲ့ဇလန်ဒီနေရာကိုရောက်မှာတော့တင်မောဘော်ကိုသရဝါကြီးရောက်လာပြီးသူ့အကြောင်းကိုလည်းပြောပြမယ်ဆိုပြီးတော့သူ့လွတ်မြောက်လာပုံကိုပြောပြပါတယ် ရဲတိုက်ကြီးမီးလောင်နေတော့သရဝါကြီးကသူ့ကိုကြီနောင်ထားတဲ့တန်ကျိုးတွေကိုပြတ်လိုက်ကရေမြောင်းတိုင်းခုံစေးချလိုက်ပြီးမြစ်ထဲကိုကျသွားပါတယ်။အေးစည်းနဲ့မျောပါသွားပြီးမနဲ့ကြတော့အဝေးတနေရာမှာတောင်းတင်နေကသူ့နိုးလာတော့တောအုပ်တခုထဲကိုရောက်နေပါတယ်။တောအုပ်ထဲမှာတွေ့တဲ့တမင်ကိုကြည့်နေတော့မုတ်ဆိုးတွေကတမင်ကိုပြေးရင်သူ့ကိုပါပြက်လိုက်တာကြောင့်အဲ့ဒီကနေပြေးထွက်လာရင်အိမ်တလုံးကိုတွေ့ခဲ့တာကြောင့်အဆောင်တခုထဲမှာဝင်ပုန်းနေလိုက်ပါတယ်။အဲ့ဒီမှာမျက်မျက်မြအဖိုးကိုတရားောင်းနဲ့တွေ့ပြီး လူသားတွေရဲ့ဘာသာစကားမေတ္တာတရားနဲ့အသိဉာဏ်တွေကိုတဖြည်းဖြည်းသင်ယူခဲ့ပါတယ်။ဒါကြောင့်သူဘသူလဲဆိုတာသိရဖို့ရဲတိုက်စီကိုပြန်သွားကအဲဒီကစာရွက်စာရမ်းတွေကိုစစ်ဆေးကြည့်လိုက်တော့သူ့မူလအစကိုနားလည်သွားပါတယ်။ဝီလီယံရဲ့မင်္ဂလာဖိတ်စာကိုလည်းတွေ့လိုက်ရတာကြောင့်လိပ်စာကို သိလိုက်ရပါတယ်။သူသိကျင်တာတွေသိပြီးတဲ့နောက်အဖိုးကြီးစီကိုပြန်သွားခြင်းမော်ဘလီတွေကအဖိုးကြီးကိုဝိုင်းကြိုက်နေတာတွေ့တာကြောင့်ကူညီပေးရင် မိသားစုဝင်တွေပြန်ရောက်လာကသူ့ကိုအထင်မှားပြီးပြစ်ကတ်တာကြောင့်သူ့လည်းဒဏ်ရာရီနဲ့ထွက်လာခဲ့လိုက်ရပါတယ်။ရဲရိုက်ကမီးတွေထိပြီးသတိလင်သွားတဲ့ပီတာကတော့ဝီလီယမ်အိမ်မှာအိမ်မက်ဆိုးမှတ်ပြီးနိုးလာတယ်လို့ဒေါက်တာဘက်ကလည်းခြေတူးတက်ထားရပါပြီ။မင်္ဂလာဆောင်တဲ့နေ့မှာတော့တရဝါကြီးရောက်လာပြီးသူ့အတွက်အပေါ်တယောက်ဖန်တီးပေးဖို့ပီတာကိုပြောတာကြောင့်ပီတာကငင်းလိုက်တဲ့အတွက်နှစ်ယောက်သားလုံးထွေးကြပါတယ်။အဲဒီအချိန်အဲလစ်ဘက်ရောက်လာကတရဝါကြီးအနာကတ်လိုက်ချင် ဗေဒါကတနတ်နဲ့ပြစ်လိုက်တာကြောင့်အလိဇဘက်ကိုမှန်သွားပါတယ်။ဝီလီယံရောက်လာတော့လဲသရဝါကြီးကတုံ့နှောက်လိုက်တာကြောင့်တိုင်နဲ့ရိုက်မိပြီးတော့တေသွားပါတယ်။နောက်တော့သရဝါကြီးကအလိဇဘက်ကိုခေါ်ပြီးတော့ထောက်ခွာသွားခဲ့ပါတယ်။ဗေဒါလည်းသူ့ဖန်တီးထားတဲ့သရဝါကိုသူ့ပဲအစုံးတတ်မယ်ဆိုပြီးတနတ်တွေကိုကင်ကသရဝါကြီးနောက်ကိုလိုက်ခဲ့ပြီးတိုင်ကူတစ်ခုရဲမှာအလိဇဘက်ကိုတွေ့လိုက်ရပြီးသရဝါကြီးကသူ့ကိုတိုက်ခိုက်ကနှာခေါင်းကိုချိုးပြလိုက်ပါတယ်။ဗေဒါကသူ့ကိုတေအောင်တတ်စေခြင်းပေမဲ့သရဝါကြီးကမတတ်ဖဲထားခဲ့တာကြောင့်နောက်ကနေဆက်လိုက်ခဲ့ပါတယ်။ နောက်တော့ဒိုင်နမိုက်တွေယူပြီးသရဝါကြီးနေတဲ့တဲတဲသွားကဖောက်ခွဲဖို့လုပ်ပြီးမယ်သရဝါကြီးကိုယ်တိုင်ကဗီတာကိုပြေးခိုင်းပြီးသူ့ကိုယ်သူဖောက်ခွဲလိုက်ပါတယ်ဒီပောက်ခွဲမှုကိုသင်္ဘောသားတွေကတွေ့လိုက်တာဗီတာကိုကယ်တင်လိုက်ကြတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဗီတာတယောက်တီကနေနေပါပြီသရဝါကြီးရောက်လာတဲ့အခါဗီတာကတောင်းပန်စကားဆိုပြီးသူ့ကိုတားလို့ခေါ်ကခွင့်လို့ပြောလိုက်ရင်တီဆုံးဖို့မပြတ်နိုင်ဘူးဆိုရင်အသက်ရှင်အောင်နေဖို့မှာကတီဆုံးသွားခဲ့ပါတယ် ်ဒရဝါကြီးကလည်းတည်ဆုံသွားပြီဖြစ်တဲ့သူ့ရဲ့ဗန်ဒီရှင်ကိုနန်းကခွင့်လွှတ်ရေးနှုတ်ဆက်လိုက်ပါတယ်ဒူးဆန်းနဲ့ပြည့်ရက်ကိုကြားပြီးမှတော့ကပရင်လည်းဒရဝါကြီးကိုမတိုက်ခိုက်တော့ပဲသွားကျင်ရသွားဝင်ပြေးလိုက်ပါတယ်ဒရဝါကြီးလည်းအေးစစ်ဆင်းလာခဲ့ပြီးဘလို့လုံးလုံးဝရေးထဲမကျတဲ့သင်းမောကိုသူ့ဆွမ်းအားနဲ့ရေးထဲရအောင်တွန်းပေးလိုက်ပါတယ်မသေးဖို့ကြိုးစားသူကတည်ခဲ့ရပြီးတည်ခြင်းနေတဲ့တော်ဝါကြီးကမတည်ပဲနာကျင်နေဦးမယ်ဖြစ်ကိုတွေးမိပြီးတဲ့နောက်မှာတော့တစ်ချိန်လုံးအိမ်ပြန်ဖို့စိတ်ကူးမရှိတဲ့ကပရင်ကအိမ်ပြန်ကြမယ်အကြောင်းပြောလိုက်တဲ့အခါ တင်ပေါ်သားတွေအားလုံးလည်းဝင်းသာသွားကြပါရဲ့တင်ပေါ်လည်းအိမ်စီကိုဥတည်ထွက်လာခဲ့တယ်လို့တရဝါကြီးကလည်းမနက်ခင်းနေရောင်းတဲ့အတူမိုးကုတ်စော်ဝိုင်းစီကိုပတိတဲ့အတန်နဲ့တယောက်တည်းချက်လန်းသွားပါတော့တယ်ခင်ဗျာအခုလိုအဆုံးထိနားဆင်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာနောက်များမှာလည်းအခုလိုစကားကောင်းလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုတလက်အားပေးကြဖို့မြတ်တရရခံပါရယ်ဝေစိနေပြကြမ်းမှာချမ်းသာကြပါသည်ခင်ဗျာ